င်္ဂလာပါရှင်ရောင်ကတဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂမှအစ္စရေးဝန်ကြီးချုပ်မိတ်ခွန်ပြောနေချိန်တန်တမန်များပြတော့ကအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကကုလသမဂ္ဂအတွက်တွင်ညီလာခံမှာမိတ်ခွန်ပြောတဲ့ချိန်ကမ္ဘာတွေကနေတန်တမန်တွေနိုင်ငံအများပြားကိုယ်စားလှယ်တောက်ကသာခဲ့ကြတယ်။ဒါဟာဂါဇာစစ်ပွဲရေးနဲ့ပတ်သက်လို့နေတန်ယာဟုဥဆောင်တဲ့အစ္စရေးဆွေရမူဝါဒတွေလောရက်တွေကိုတိုင်းရိုက်ဆန္ဒပြအတိတ်ပဲလို့လဲဆိုနိုင်တယ်။ ပြီးတော့ပါလက်စတိုင်းနိုင်ငံဒုတိုင်းကိုပြင်းထန်ကန့်ကွက်နေတဲ့အနေနဲ့ညာအတွက်နိုင်ငံတကာခင်းကျင်းမှာမာမိတ်တွေတိတ်နေလာပြီးဆိုတာကိုညွန်ပြနေတဲ့အရှိတရားစမ်းစစ်ချက်တခုလို့လည်းလေးလာသူတွေတောင်းတခဲ့တယ်။အတော်ကြီးစိတ်ကတိကတောင်ဖြစ်စရာအခြေအနေမျိုးကြုံခဲ့ပေမဲ့လည်းစတေမာ26အနေထုံးကအမေရိကန်နိုင်ငံနယူးယောက်မြို့ရှိရဲ့ကုလသမဂ္ဂဌာနချုပ်မှာတော့နေတဲ့ညာအုပ်ကတော့မျက်နှာသားမမာနဲ့ပဲသူမိခွန်ပြောသွားခဲ့တယ်။သူကဂါဇာမိုင်းစရိတ်အနေနဲ့ရွေးထားပြီးသားစီမံတွေကိုထားမြောင်ဆက်လုပ်မှဖြစ်ပြီးမြန်နိုင်သမျှမြန်မြန် လက်စတက်မယ်လို့ဆိုရဲနိုင်ငံတကာဆိုရာတွေကပါလက်စတိုင်းကိုချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်စတင်တက်မလာကိစ္စကိုလည်းကြက်တီကိမဲလို့ရလို့နေတန်ယောက်ကဆွဆဲခဲ့ပြီးအဲဒီလောက်ကြီးကျယ်ယူမိုက်တာမျိုးကိုအစ္စရေးကလက်တင်ကမှာမဟုတ်ဘူးလို့ပြောကြားသွားတယ်သူကဂါဇာမှာအစ္စရေးစစ်တပ်ကပြန်ချက်တက်ဆင်တဲ့အတန်ကျက်ဆက်တွေကဂလာသမကာကမေကွန်ကိုတိုက်ရိုက်တက်လွှင့်နေလိမ့်မယ်လို့ဆိုတယ်။ပြီးတော့ဟာမစ်ပြောက်ကြားတွေဖန်စီတိုက်တစားကနေစီရွယ်ပြီးသူတို့ကိုအစ္စရေးက တဆက်ကန်လေးတော့မေ့ထားမှာမဟုတ်ကြောင်းအစ္စရေးပြည်သူတွေဟာတဆက်ကန်နေတဲ့အတူမြန်သက်သားရဲ့ယက်တီနေမှာဖြစ်ကြောင်းနေတန်ညာကပြောဆိုတယ်။သူမေကွန်ပြောနေချိန်မှာတော့အာရဗ်နိုင်ငံတွေမွတ်စလင်နိုင်ငံတွေအလုံးနီးပါးကုလသမဂ္ဂဆိုင်ရာတန်အမတ်တွေကိုယ်စားလှယ်တွေကခမ်းမဆောင်တွေကနေတွက်ကွာသွားခဲ့ကြဖြစ်တယ်။ဒါအပြင်ဥရောပနဲ့အာဖရိကနိုင်ငံချို့ကလည်းလားတူလုံဆောင်ခဲ့ပါတယ်။အစ္စရေးဟာဂါဇာမှာလုံဆောင်နေတဲ့လွန်ခဲ့တဲ့စစ်အစီအမံနဲ့နောက်ဘက်ကမ်းခြေဒေသမှာအင်အားကျတဲ့အတွင်းကြောင့်အခြေချမှုတွေကြောင့်နိုင်ငံတကာဖိအားပေးရှုံချမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဆက်လက်ပြီး Turrigator F35 တိုက်လေနဲ့ဝယ်ယူခွင့်ပိတ်ပင်ထားမှုကိုရုပ်သိမ်းနိုင်ခြေရှိကြောင်း Drone ကပြော Turrigator ခိရှေပြေတိုက်လေနဲ့ဝယ်ယူခွင့်ကလည်းပိတ်ပင်ထားတဲ့အရေးယူမှုကိုဖယ်ရှားပြီးပို့အလားအလာရှိကြောင်း American သမ္မတ Donald Trump ကပြောတယ်။ကုလသမဂ္ဂထွေထွေညီလာခံတရားဖို့ American ကိုရောက်ရှိနေတဲ့ Turrigator သမ္မတ Rajesh Daris Autowan နဲ့တွေ့ဆုံချိန်မှာ Trump ကအခုလိုအသိပေးခဲ့တာ။ ထရကီဟာအမေရိကန်ဦးဆောင်မြန်မာပိနိုင်ငံနဲ့ပူးပေါင်းထုတ်လုပ်တဲ့ပစ္စမမျိုးဆက် F35 တိုက်လင်းရင်စီမံကိန်းမှာပါဝင်ခဲ့ပုံပေမဲ့2020ပြည့်နှစ်မှာတော့ဖယ်ထုတ်တာခံခဲ့ရတယ်။အကြောင်းကတော့ထရကီကရုရှားစီကနေ S400 လေးကြောင်းကာကွယ်တုံးကျစ်စနစ်တခုဝယ်ယူခဲ့တာကြောင့်ပါ။ရုရှားကလက်နက်စနစ် F35 တွေကိုတွဲဖက်အသုံးပြုတဲ့အခါအဲဒီပစ္စမမျိုးဆက်ခေရှိပြေတိုက်လင်းနေတဲ့နည်းပညာချက်လက်တွေပေါက်ကျသွားမှုစွန့်ရရဆိုတဲ့အကြောင်းပြချက်နဲ့ထရကီကိုအမေရိကန်ကဖယ်ထုတ်ခဲ့တာဖြစ်တဲ့ ဈာနဲ့တာတွင်ပထမအဆုံးချိန်ဖြစ်အင်ဖြူတော်ကိုခုတရင်ပတ်ထဲမှာအော်တိုဝန်ရောက်ရှိလာတဲ့အခါမှာတော့ထရန်ကနွနွတွတွေကြိုဆိုခဲ့ပါတယ်။အော်တိုဟာအင်မတန်စိတ်သဘောထားပြတ်သားခိုင်မာသူတအုပ်လို့ထရန်ကချီးကျူးခဲ့ပြီးသူနဲ့ဒရဂီသမရကြာမှာမိတ်ဆွေဆက်ဆံရေးမျိုးရှိနေစေလို့ပြောကြားခဲ့တယ်။တွဲဆောင်ပွဲပြီးတရင်စာရှင်တဲ့ပွဲမှာတော့တကယ်လို့ဒရဂီသားရုရှားစီကရင်းနေဝယ်မှုတွေကိုရပ်တန့်နိုင်မယ်ဆိုရင်ညှိနှိုင်းနေကိစ္စတော်တော်များများအလွယ်တကူအဆင်ပြေသွားလိမ့်မယ်လို့ထရန်ကတရင်ထောက်တွေကိုပြောတယ်။ ရုရှားကယူကရိန်းပေါ်ရန်လုံတဲ့ကာလပတ်လို့အဲ့လိုရက်ဆိုင်ထားမှုမျိုးတရက်ကပြတ်သားဖို့လိုလိမ့်မယ်လို့ထရန်ကဆိုတယ်။ရေဒါနဲ့ထောက်လန်မှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောင်းနီးပညာပါဝင်တဲ့ F-35 တိုက်လေတွေကိုတရက်ကစီရောင်းချပေးနိုင်ခြင်းနဲ့ပတ်သက်ပြီးမင်းမြတ်ရမှာတော့ထရန်ကအော်တိုဝါသူ့လိုချင်တဲ့ပစ္စည်းကိုအောင်မြင်မြင်ဝယ်ခွင့်ရသားမယ်လို့ထင်နေကြောင်းပြန်ဖြေသွားခဲ့ပါတယ်။အာရဝန်ကတော့ထရန်နဲ့တွေ့ဆုံခြင်းမှာ F60 စုတ်တမျိုးဆက်တိုက်လင်းအစီ၄၀ကိုအမေရိကန်စီကဝယ်ယူဖို့အပအဝင် ကာကွယ်ဆိုင်ပူပေါင်းဆိုင်မှုတွေစွန့်ရင်တဲ့ကုန်သွယ်ကဏ္ဍတွေကိုစနစ်ကဲလို့မယုံမလုံမချက်ပေးသွားခဲ့တယ်။ထရန်နဲ့အော်တိုဝန်တို့ဟာစီးရီးယားပြည်တွင်းစစ်နောက်ပိုင်းအခြေအနေနဲ့ပတ်သက်ရင်တူညက်သဘောထားမျိုးနဲ့ပေါ်ပြီးနိနိကက်ကထိတွေ့ဆက်ဆံလာပေမဲ့ကာဇာရေးမှာထိတွေ့ထိတိုက်ကွဲလည်နေကြတယ်။ထရန်ကအစ္စရေးကိုခိုင်မာထောက်ခံပြီးတော့အော်တိုဝန်ကအစ္စရေးအစိုးရကကာဇာမှာပါလက်စတိုင်းတွေပေါ်လူမျိုးတုံးသက်ပြုံမှုတွေကျူးလွန်နေကြောင်းပြင်းပြင်းထန်ထန်ဆွဆွဲထားပါတယ်။ ဆက်လက်ပြီးလုံတဲ့နာကိုဆက်လုပ်မယ်လို့ကုလသမဂ္ဂမေကောင်မနေတန်ညာဦးကကြုံပါနိုင်ငံတကာစန့်ကျင်မှုတွေရှင်းနေတာမှာဂါဇာကိစ္စမှာအစ္စရေးကလုံတဲ့နာကိုဆက်လုံမှာပဲလို့ဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ညာဟုကသူရဲ့ကုလသမဂ္ဂထွေထွေညီလာခံမိတ်ကောင်မှကြုံဝါပြောဆိုသွားခဲ့ပါတယ် ။နယူးယောက်မှာစတင်မာ26ရက်နေ့တုန်းကနေတန်ညာအမေကွန်ပျော်ကြနေချိန်တွင်ကုလသမဂ္ဂစီဝေးခန်းမှဆောင်တဲ့ကနေနိုင်ငံအများအပြားရဲ့တန်ရာရှိထွက်ခွာသွားပြီးအစ္စရေးကိုဆန္ဒပြခဲ့ခြင်းကအတော်လေးကတောင်းကနေခြင်းဖြစ်ခဲ့တယ်။ဒါကဂါဇာကိစ္စနဲ့ပတ်သက်ပြီးအစ္စရေးကနိုင်ငံတကာမှာပုံပြီးထိကျန်ရက်တီလာနေကြတာကိုညွှန်ပြနေလက္ခဏာလိုလဲသတ်မှတ်နိုင်တယ်။နေတညာဦးကတော့စကားပြောစဉ်မြန်မာသူတက်ပြီးနေရာယူချိန်ကလေးကထထထထားတဲ့နိုင်ငံတော်တော်များများအရာရှိတွေကိုတိုက်ပြီးလေးထားရင်မရှိဘဲမိကုန်းကိုဆက်ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်စီဝေးခန်းမတွေမှာတော်လေးလူတူနေပါတော့ခံပြီးဖြစ်တဲ့နေတညာကကျင်းစာလူသူ့ဘာသာနာမည်ပေးတဲ့မြေပုံတစ်ခုကိုလည်းထုတ်ပြခဲ့တယ်။အဲ့ဒီမြေပုံကတော့ Israel ရန်သူတော်အီရန်ရဲ့လက်ဝေခံအဖွဲ့စီကရွှေလယ်ပိုင်းမှာဘလို့ပဲပုံဖြန့်ကျက်နေရယူထားလို့ဆိုတာကိုပြသနေရလို့နေတညာကပြောတယ်။သူကဂါဇာကမ်းမြောက်ဒေသမြို့တော်ဂါဇာစီးတီးကိုတန်းယူပွဲ Israel ရဲ့လက်ရှိအာထုတ်လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးလည်း Israel လုံဆောင်ရှာကိုအမြန်ဆုံးပြောင်းဆက်လုပ်သွားမယ်လို့တီးပြခဲ့တယ်။သူကဂါဇာစီးတီးယားဟာမတ်စ်ပြောက်ကြားရင်းနဲ့နောက်ဆုံးလက်ကျန်အင်အားစုတွေအခြေစားနဲ့မြေလို့ဆွဆဲခဲ့တယ်။ နောက်ပြီးဂါဇာစစ်စေးရေးအတွင်းအစ္စရေးတပ်တွေကလူမျိုးတုံးတပ်ဖြတ်မှုတွေကျွလွန်ခဲ့ဆိုဆိုဆက်ချက်တွေကိုလည်းနေတဲ့ညောက်ကပေးချခဲ့ပြီးအချင်းမြင့်မရှိတဲ့စကားတွေကိုတုတ်ပြတ်သွားပါတယ်။နောက်ပြီးထောက်ပံ့ရေးလက်ကြောင်းတွေကိုလည်းအစ္စရေးကရရချက်ရှိရှိပိတ်ပင်နေကြောင်းဂါဇာမှာငတ်မှုခေါင်းပါမှုတွေအစပြုလာဆိုကုလသမဂ္ဂအေဂျင်စီတွေတွေ့ရှိချက်ကိုလည်းညှင်းဆန်းသွားတယ်။အစ္စရေးမှာတော့တိုက်ခိုက်ရာဇဝတ်ကနေတန်ညာဝိရဲ့မိကုံနဲ့ပတ်သက်ပြီးပြင်းပြထန်ထန်ဝေဖန်ခဲ့ကြပါတယ်။အတိုက်ခံခေါင်းဆောင်တအုပ်ဖြစ်တဲ့ ရဲလာပစ်ကလူရထက်ကဲပို့တဲ့ထွေလုံးတွေအများကြီးတုံထားတယ်မိကုန်ကုန်နဲ့သူညီငွေစရာကောင်းပြီးဇန်နာပြနဲ့အစ္စရေးဝင်ကြီးချုပ်တယောက်ကိုမြင်ခဲ့ရလို့လူမှုကွန်ရက်မီဒီယာမှာရေးသားခဲ့တယ်။အစ္စရေးပေါ်ဖိအားပိတ်နဲ့တန်မဲဆူနာမီလိုင်းတွေကိုထားရမယ်စားအစ္စရေးအတွက်အခြေအနေဆိုးတဲ့ဆိုတာနေတန်ညာကလုတ်ပြလိုက်တယ်လို့ပဲဆိုတယ်။အစ္စရေးဒီမိုကရက်တစ်ပါတီကြီးကရဲကိုလန်ကလည်းမိကုန်တိုက်ထုတ်လင်းမှုအတန်ချက်ဆက်တွေဆင်ခိုင်းတဲ့နေတန်ညာရဲ့အမိန့်နဲ့ပတ်သက်ပြီးမူမမှန်တဲ့ကလေးကလားဆန်တဲ့ယူတုတဲ့ဝါရဖြတ်စတန်တက်တက်တာဖြစ်တယ်လို့ဝေဖန်သွားပါတယ်။ ဆက်လက်ပြီးလူလူလူလက်ခွင့်နေဖန်တီဘော LDR ဥစားပါမျိုးပြည်သူတွေဆက်လို့ရှိနေတော့ energy ရဲ့သမလားပြောင်းလူလူလလခွင့်အတွက်အမကကြက်ရဲချင်းတွေကိုဖန်တီးဖို့သမိုင်းစဉ်လာကြည်မာတဲ့မြို့သားဒီမိုကရေစီဘက်ကဥစားပေါ်မှာကိုပြည်သူတရက်လုံးကဆက်လက်အလို့ရှိနေကြရလို့မြို့သားညွေဆွေရရဲသမတ်တော်လည်းရှိလာကပြောတယ်။စတရီမလာ29ရက်နေ့မှာကြောက်တဲ့ LDD တီထောင်ကျ39နှစ်ပြည့်ခမ်းနာမှာရရဲသမတ်ကအခုလိုပြောကြားခဲ့တာပါ။အမျိုးသားဒီမိုကရေစီဘက်အနေနဲ့သမိုင်းပြည်တော်ဝင်တွေကိုဆက်လက်ထားရနေမယ်လို့ယုံကြည်ကြောင်းတယ်။ ဆရာနာရှင်စနစ်ဆန့်ကျင်ပါဝင်ဆရာနာရှင်စနစ်ကိုတက်ဆိုးရှောင်ထောက်ပံ့ပေးတဲ့လုပ်ရည်တွေကိုစတင်တဲ့နေရာမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့နယူးတွန်လင်အားစုအလုံးနဲ့တသားတူရှိပြီးဥဆောင်ရပြုပါဝင်တင်တယ်လို့ယုံကြည်ကြောင်းယာယီသမရကပြောတယ်။နယူးတွန်လင်ရလွန်ခဲ့တဲ့နှစ်ပေါင်း39နှစ်ကစတင်ခဲ့ဒီမိုကရေစီလှုပ်ရှားမှုရဆက်လို့ယူဆနိုင်ပြီးအဲဒီလှုပ်ရှားမှုမှာ LDP ရဲ့ကြီးမားတဲ့ထက်ဝင်မှုကိုကာယကံမြောက်မြုပ်နိုင်ခဲ့တဲ့နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့အတွက်နယူးတွန်လင်ကောက်ဆောင်အလုံးဟာ LDP ရဲ့ကာယကံမြောက်ပေးဆက်မြေနံမှုတွေကိုလေးနှစ်စွာကွန်ပျူတာကြောင်းပြောကြားခဲ့တယ်။ မင်းအောင်လိုက်တဲ့စေအုပ်စုမတရားဖန်ဆီးချုံနောက်ခံထားတဲ့တောင်ဆန်းစုကျင်နဲ့မတရားဖန်ဆီးချုံနောက်ခံထားရတဲ့နိုင်ငံကြီးကျင်းသားတွေအားလုံးလွတ်မြောက်ရေးကိုကြိုးပမ်းနေဆဲဖြစ်တယ်လို့ယာယီသမ္မတကပြောတယ်။အလားဒီကောက်ဆောင်နေဆက်အနာရှိဆက်ဆက်နှိမ့်ဆက်ညပတ်မှုတွေကိုစိတ်သက်သက်သည့်ဖြစ်နေရင်ဆိုင်ဖြတ်တန်းခဲ့ကြတာဖြစ်ပြီးအလားဒီယာပြည်သူ့ကြိုးစီပွားကိုအစဉ်တစိုက်ရှေ့ရှုခဲ့ဆိုတာထင်ရှားလို့လည်းပြောကြားခဲ့တယ်။ အခမ်းအနားမှာပြည်တော်စုဝင်ကြီးချုပ်မောင်ခိုင်တန်းကလည်းအမတ်စကားပြောကြားခဲ့တဲ့ပြည်သူလူထုတရက်လုံးမျှော်မှန်းနေတဲ့ Federal Democracy နိုင်ငံတော်တည်ထူထောင်နိုင်ရေးအတွက် LDP အနေနဲ့ NUG ပါဝင်တော်လှန်ရေးအစိုးရအားလုံးနဲ့လက်တွဲပြီးညှိနှိုင်းစာသွားကြရတဲ့ဝင်ကြီးချုပ်မောင်ခိုင်တန်းကတိုက်တွန်းလိုက်ပါတယ်ဆလဘေကလေးမျိုးမှာဆက်သွယ်ရေးဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်တောင်းနေပြီဘန်နေလဲပိတ်ထားအင်တာနက်သုံးပြလူငယ်တွေကိုစေအုပ်စုကစောင့်ကြိုပန်းစီနေ စကိုင်းတိုင်းကလေးမြို့မှာဂျပန်စစ်တပ်ကဆက်သွယ်ရေးဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ကန်တာမှုကြောင့်မြို့ကန်ရဲသားတွေရဲ့လူမှုစီးပွားရေးတွေအစစအရာထိခိုက်နေသလိုအင်တာနက်ရှာသုံးတဲ့လူငယ်လူရွယ်တွေကိုလည်းပြစ်မှတ်ထားဖမ်းဆီးနေကြောင်းမြို့ကန်ဒီစီကနေသိရတယ်။ Starling ကိုတော့လက်ဖက်ဆိုင်ဖျားကြောင်းနဲ့စားတော့ဆိုင်ချိုးမှာအချိန်ကက်တန်နဲ့သုံးဆက်လို့ရတယ်လို့ပြောတယ်။ဂျပန်စီအုပ်စုနေနဲ့ခုလိုမျိုးကလေးမျိုးပေါ်အင်တာနက်လိုင်းတွေဖုန်းလိုင်းတွေကိုဖြတ်တောက်ပြီးလွန်ခဲ့လူရည်အင်တာနက်စုသုံးရနေရာမျိုးတွေကိုစောင့်ကြိုဖမ်းဆီးရရှိနေလို့မြို့ခံတွေကပြောတယ်။ ကလေးမြို့ပေါ်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းပိတ်ဆို့မှုဖြင့်နောက်ဆက်တွဲစီမံကစဗန်တွေလည်းပိတ်ထားလို့သိရတယ်။လက်ရှိကလေးမြို့တောင်ပိုင်းကခံကောကလေးကားလိုင်းဘက်မှာရှိတဲ့ကြံတရာကိုစီယုံစုကပြန်လည်ဆုံမှုထားသလိုမြို့မြောက်ပိုင်းကလေးတမွာရှာလမ်းပိုင်းဒီမှာကြက်ဖက်စီယုံစုကကတဲ့လက်နက်ကင်တွေကိုအုံပြုပြီးစစ်ကြောင်းထုံဝင်ရောက်နေရာကြောင့်တိုက်တိုက်ပွဲရှိနေရလည်းဖြစ်ပါတယ်။နောက်ဆက်အပိတ်ကြားအတွက်တို့ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။